မြန်မာတွေကဈေးပြန်ပေါ်တယ်တရုတ်မတွေကဈေးအရန်ကြီးတယ်အလုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်မြန်မာခုတင်ဆက်ပေးမယ့် video လေးကတော့မြန်မာမလေးကိုယူနေတရုတ်မလေးကိုယူတာထက်ဘာကြောင့်ဈေးပိုတက်တာလဲဆိုပြီးရှင်းပြထားတဲ့ video ပိုင်းလေးပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားဖို့လည်းကောင်းတယ်လို့ဘူးသူတက်လည်းရတာမျိုးမြန်မာနဲ့တူတူ video လေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးဖိတ်ခေါ်ချင်ပါတယ်ရှင်တက်63နှစ်เนาะ ဒီ UG ရ63နဲ့တော့သူရဲ့မိန်းမ59နဲ့လား58လားမသိ58နဲ့အဲ့ဒီမှာတင်တောင်းငွေတွေပါတယ်ဒါတော့ဘောနော်ကြီးပြီဆိုတော့မလုပ်อ่ะဒါပေမဲ့သူ့အတွက် ရွှေငွေရတနာပစ္စည်းအပြည့်စုံဆွဲချိုးလက်ကောက်ငကတ်သူ့လိုချင်တဲ့ဟာကိုစိုက်မှာပတ်စံတို့ယောက်ျားကပိုက်ပြီးလိုက်ဝယ်ပေးရတယ်ဒါကတော့ဒီတရုတ်ပြည်မှာကကြတော့လူမျိုးလဲကွဲတယ်မြန်မာပြည်လိုပဲဘောနော်မြန်မာလူမျိုးလဲကွဲတယ်ဒလိထုံးစံနေရာတော့မတူဘောနော်ဒါပေမဲ့ဒီဘက် ကတော့အဲ့လိုပဲ အဲ့လိုမျိုးလိုက်ဝယ်ပေးရတယ်နောက်ပြီးသူ့ရဲ့ဒီဘဏ်အကောင့်ထဲကိုပတ်စံထည့်ပေးရတယ်ဒါတော့တတ်မှတ်ချက်ကတော့ဘယ်လောက်လဲတော့မသိဘူးဗောနောကိုယ်တည်းအဲ့လောက်ကြာလည်းမသိဘူးဘဏ်အကောင့်ထဲကိုပတ်စံထည့်ပေးရတယ်နောက်ပြီးတော့ကျွေးရမွေးရတယ်၃ရက်တိတိ၃ရက်တိတိမှာဘယ်သူတွေကကျွေးရလဲဆိုတော့သူတို့ကညီကို၃ယောက်ရှိတဲ့အတွက်ကျမရောက်ကတိကတစ်ခါကျွေးတယ်ကျမရောက်ကတိရဲ့ဦးလေးဗောနောအဲကျမရောက်ကတိရဲ့ညီကျမတို့ရဲ့ဦးလေးအငယ်ကကျွေးရတယ်ပြီးသူတို့သားကျွေးရတယ်၃ခါကျွေးရတယ် ောက်ပြီးမင်္ဂလာခန်းဝင်ပစ္စည်းရအစအကုန်လုံးအသုံးဆောင်ပစ္စည်းကိုအစ်စ်ဝယ်ပေးရတယ်အဲ့လိုမျိုးဒါအသက်ကြီးပိုင်းနဲ့နော်အသက်ကြီးရတဲ့ယုံမောင်ကိုယူတာနော်ဒါတို့ချင်းချင်းအသက်ကြီးတို့ယူပြီးလက်ထပ်တာတော့မှအဲ့လိုမျိုးတွေရှိတယ်အခုမြန်မာတွေကိုယူတယ်အခုမြန်မာတွေကိုလက်ထပ်တယ်ဆိုရင်အဲ့ဒါတွေကလည်းမလုတ်ပေးချင်လဲမလုတ်ပေးလို့ရတချို့ဆိုရင်ယူတာယူထားတဲ့နှစ်အကြာကြီးမင်္ဂလာမဆောင်ပေးတဲ့သူတွေလည်းရှိတယ် ဒါပေမဲ့တချို့ကြတော့လေဒီဒီမိန်ကလေးကိုသူတို့ကယူလိုက်တယ်ဟုတ်တယ်မင်္ဂလာသူတို့ယူတယ်ပွဲသားတွေစီကနေပြီးမှသူတို့ယူလိုက်တယ်ဝယ်လိုက်တယ်ဒါပေမဲ့တူတူတန်တန်ထားပြီးမင်္ဂလာဆောင်ပေးတယ်အဲ့ဟာတွေလည်းရှိတယ်အဲ့လိုမျိုးတွေလည်းရှိရဲ့ချင်း တချို့နောက်ပိုင်းကိစ္စတွေကျတော့ဒီမိသားစုဟိုထောက်ပံ့ပူပိုင်းနေပါတယ်ကျတော့တိတက်တဲ့တရုပ်တွေကြတော့လေဒီမိန်ကလေးတီသူမိသားစုကိုကြည်နေရတာဖြစ်တဲ့အတွက်ဆိုပြီးမှတိတက်ပြီးတော့မှထောက်ပံ့ပေးရတယ်ရှိတယ်။တချို့ကြတော့လေငါတို့ကနင်တို့ကိုမိန်လာလက်ဆောင်ပေးတယ်နင်တို့ကိုလည်းနင့်ကိုလည်းပွဲစားရေးစီရနေပြီးရောယူထားရတယ်။အဲ့တော့ငါတို့မှပတ်စံမရှိတော့ဘူးငါတို့ကမစောင့်ရှောက်ပေးနိုင်တော့ဘူးဆိုတဲ့ဟာတွေလည်းတရုပ်တွေလည်းရှိတယ်ချင်း။ လူအမျိုးမျိုးစိတ် အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်ရှင်အဲ့ကြတော့ညီမကတရုတ်မေးကြတယ်ပေါ့နော်အဲ့မင်းကြီးက comment နေရအောင်မနင်ကရောဘာလို့တရုတ်ကိုယူတာလဲတဲ့ကျမပြန်ကျမဖြေထားတယ်ပေါ့နော်ကျမအဲ့ဒီဗီဒီယိုထဲမှာလည်းကျမဖြေထားတယ်တရုတ်ကိုဘာကြောင့်ယူရလဲဆိုတဲ့ဟာကျမဒီအခုကျမတရုတ်ကိုယူလိုက်လို့လေကျမကအကျိုးခံစားခွင့်ရှိလားဆိုကျမမှခံစားခွင့်မရှိသူတို့ကျမကိုအိမ်ပိုင်မပေးဘူးကားပိုင်မပေးဘူးလုပ်ငန်းအပိုင်မပေးဘူးကျမရဲ့ ကျမအမျိုးသားရရင်ကျမရမှာစိုးလို့အတွက်လေကျမရဲ့အမျိုးသားကိုလည်းသူတို့ကမပေးဘူး။ဘာသူ့ကိုပေးလဲဆိုရင်ကျမရဲ့သားကိုပဲပေးတယ်။ပိုင်ဆိုင်မှုအားလုံးကိုကျမရဲ့သားနာမည်နဲ့ပဲသူတို့ကထားပေးမှာ။သူတို့ကဒါကျမသားမွေးလိုက်ပြီဆိုတဲ့အချိန်နဲ့ပြောထားပြီးသား။ဒီပိုင်ဆိုင်မှုအားလုံးဒီငါတို့ပိုင်ဆိုင်တဲ့အရာအားလုံးဒီနင်မွေးလာတဲ့ကလေးတွေပဲဖြစ်စေရမယ်။နင်တို့အတွက်ပဲဖြစ်စေရမယ်ဆိုပြီးတော့ပြောလာတယ်။ဘာလို့လဲဆိုရင်နင်တို့အတွက်ပဲဖြစ်စေရမယ်ဆိုတဲ့ဇာတ်ကားကကျမကကလေးမွေးလို့ ကျမရဲ့ကလေးကိုကတ်ပြီးမှကျမကခံစားရမှာအဲ့အတွက်နင်တို့အတွက်လို့ဖြစ်တာတကယ်တမ်းကသူတို့မပေးချင်ဘူးဆိုရင်သူတို့ရဲ့ပိုင်ဆိုင်မှုလေသူတို့မပေးချင်ဘူးဆိုကျမယူလို့မရဟုတ်တယ်မလားကျမယူတို့ကမပေးဘူးလေသူတို့ကသူတို့မျိုးဆက်ကိုပဲပေးမှာဟုတ်တယ်မလားအဲ့တော့ကျမလည်းတရုတ်မတွေနဲ့တန်းတူအခွင့်အရေးမရှိဘူးရှင်အခွင့်အရေးမရှိဘူးနော်တရုတ်မတွေလောက်တော့တရုတ်မတွေရတယ်လို့မျိုးတန်းတူအခွင့်အရေးရတော့မရှိဘူး အာဘယ်လိုပြောမလဲ။ကွာတယ်ပေါ့နော်။အဲ့ဒီအရာတွေကွာတာကိုကျွန်မကတာရှင်ပြီးပြောပြောပြတာပေါ့နော်။ခုဟိုတဲ့အဲ့နေကပြောလိုက်တဲ့ဗီဒီယိုထဲမှာလည်းအဲကျွန်မရဲ့တငယ်ချင်းအကြောင်းလေးကိုပါတယ်ပေါ့နော်။အဲ့တငယ်ချင်းအဲ့တငယ်ချင်းဆိုသူ့အမေကတရုတ်မှဆစ်ဆစ်အဖေကရှမ်းဆစ်ဆစ်ဗမာစကားကောင်းကောင်းမပြောတတ်ဘူး။အဖေကလည်းကောင်းကောင်းပြောတတ်တာ။ အဲ့တော့သူကလည်းဒီနိုင်ငံမှာသူက10နှစ်ကျော်လောက်ခရေရတိုင်းငံသားခံယူလိုက်တာဖြစ်တဲ့အတွက်သူကတိုးမရတဲ့ဒန်းတူဒန်းတူအခွင့်ရေးရတာပေါ့နော်သူကပြီးတော့ဒီနိုင်ငံမှာကသူကသူ့ရဲ့ယောက်ျားကကာရှိုးလုံးဖွင့်လာတာဆိုတော့သူတို့ကပတ်စံအရန်ချမ်းသာတယ်နော်ပတ်စံအရန်ချမ်းတယ်ကောင်မလေးကလည်းမြန်မာပြည်မှာကသူကမြန်မာပြည်တောင်ကြီးမှာကစိန်ဆိုင်ရွှေဆိုင်ကြီးဖွင့်ထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီတရုတ်ကလည်းယူတာနော် သူယူတဲ့တရုတ်ကလည်းသူ့ထက်တော့အသက်ကြီးတယ်အသက်ကြီးတော့ဒီလိုချောချောလလလေးကိုလည်းရတော့သူကယူတယ်လေပတ်စံလည်းရှိတယ်ဆိုတော့ယူတယ်ပေါ့ယူတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုဒါကလည်းဘာကြောင့်မလို့ဒီကောင်မလေးကိုဒီပိုင်ဆိုင်မှုတွေတဝက်ပေတဝက်တိတိပေးရမယ်လို့ပြောတာလဲဆိုလို့ရှိရင်ဒါကလည်းမအေးကလည်းကောင်းလို့မအေးကတရုတ်မှစစ်စစ်ဖြစ်တဲ့အတွက် တရုတ်မှာစစ်စစ်ဖြစ်တဲ့အတွက်သူကသူတို့ရဲ့သဘောတဘာဝတွေကိုနားလည်လို့ဒီကောင်မလေးကဒီမျိုးသားနဲ့လက်ထက်တဲ့အချိန်မှာစာချုပ်စာတမ်းမှာငါသမီးကိုနင်းရဲ့ပိုင်ဆိုင်မှုတဝက်တိတိပေးရပါမယ်ဆိုပြီးတော့မှသူတို့ကအဲသူတို့ကတောင်းဆိုတယ်ဗောနော်တောင်းဆိုတယ်အဲ့ဒီအတွက်ယောက်ျားတလဝင်ငွေဘယ်လောက်ရလဲတလဝင်ငွေ100သိန်းရှိသိန်း100တောင်းရှိရင်ဒီအမျိုးသမီးကို5တောင်းပေးရမယ်အဲ့လိုမျိုးအဲ့လိုမျိုးတတ်မှတ်တာဗောနော်အဲ့ဒါကကျမကဒါက ဟိုမြင်ရတွေ့ရကြုံရတာတွေကိုဒါကပြောပြတာပေါ့เนาะအဲ့ဒီညီမလေးကလည်းဒီတရုတ်နိုင်ငံကဥပဒေအကြောင်းကိုအားလုံးကိုနားလေတော့အကြောင်းတရားကိုနားလေတော့ပြောပြတယ်ညီမကဒါပြန်ပြီးတော့မှ share link လုပ်ပြီးတော့မျှဝေပေးတာပါအမပါသွားရင်လည်းခွင့်လွှတ်ပါလို့ဒီနေ့မှာတောင်းပန်လိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့တရုတ်နိုင်ငံကဥပဒေကြောင့်မြန်မာမလေးတွေကအကျိုးခံစား권မရှိတာပါလို့ဒီမှာပြောပြထားတယ်ရှင်။ မြန်မာလူမျိုးတွေမှာလည်းတောင်ရင်လက်ထက်ယူတဲ့ဒလိရှိရခြင်းတောင်ရင်ပစ္စည်းမပေးနိုင်ရင်တော့နှစ်ဦးတဘောတူချစ်ကြိုက်တယ်ဆိုရင်လက်ထက်ဖို့ခွင့်ပြုထားပေးတယ်ရှင်။ခုကြည့်နေတဲ့သူတွေရောဒီဗီဒီယိုလေးကိုနားထောင်ပြီးမြန်မာမလေးကျော်နစ်နာတယ်လို့ထင်တာ။ထင်ချက်လေးတွေရေးပြီးသွားကြပါအောင်ရှင်။ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမှာရှင်။